မင်္ဂလာပါ9 parts of speech ဝါစင်က6မျိုးတည်းကဒီနေ့နောက်ဆုံးကြံတဲ့ articles and determiners ဆိုတဲ့ကဏ္ဍကိုညွှန်ပြမှာဖြစ်ပါတယ်ပြီးခဲ့တဲ့7မျိုးကိုတော့တရချောင်းကိုတစ်ခုစီလောက်ညွှန်ပြခဲ့တယ်ဒီနောက်ဆုံးတစ်ခုကြာမှာကြားထဲမှာ online class ဖွင့်တာတွေနဲ့အလုပ်တွေတအားများသွားတာတွေနဲ့ကျွန်တော်ဗီဒီယိုမလုပ်ဖြစ်တာပါဒီနေ့တော့နောက်ဆုံးကြံနေတဲ့အပိုင်းလေးကိုညွှန်ပြပါမယ်ပြီးခဲ့တဲ့အစိပ်ပိုင်းတွေကိုမကြည့်ရသေးဘူးဆိုရင်လေဒီဗီဒီယိုရဲ့ caption မှာကျွန်တော် link လေးထည့်ပေးထားပါမယ် ဒီနေ့လေ့လာရမယ့်နောက်ဆုံးအစိပ်ပိုင်းကတော့ articles and determiners နှစ်ခုလုံးကိုရေးပွန်ရအပြင်ဘာသာပြန်မယ်ဆိုရင်တော့နံပုတ်တွေကိုအထောက်အကူပြုပေးတဲ့စကားများလို့ဘာသာပြန်နိုင်ပါတယ်။ဒါဆိုရင် articles တရားဘာတွေလဲ determiners တရားဘာတွေလဲဘယ်လိုသုံးလဲဆိုတာတွေကိုဥပမာလေးရင်းနဲ့လေ့လာကြည့်အောင်ပါ။ပထမဆုံး articles တွေကိုညွှန်ပြပါမယ်။ articles မှာနှစ်မျိုးရှိပါတယ် definite articles နဲ့ indefinite articles ဆိုပြီးရှိပါတယ်။အရင်တွေ့ပါတယ်စကားလုံးလေးသုံးလုံးပဲရှိတာပါ။ definite article ဆိုတာကတော့ there ဆိုတဲ့စကားလုံးကိုပြောတာဖြစ်ပါတယ်။သူ့ကိုတော့ရှင်းလင်းတိကျစွာအတိအပယ်ဖွင့်ဆိုထားတဲ့နံပုတ်တွေရဲ့ရှေ့မှာသုံးမှာဖြစ်ပါတယ်။နောက်ထပ်သုံးနိုင်တဲ့နေရာကတော့လောကမှာတခုတည်းသောအရာတွေတည်တံ့ဖြစ်တည်နေတဲ့အရာတွေကိုပြောကြည့်ရင်လေ there ဆိုတဲ့ article လေးကိုသုံးနိုင်မှာဖြစ်ပါတယ်။ဆိုတော့ there ကိုနေရာတိုင်းမှာသုံးလို့မရဘူးပေါ့ဗျာ။သုံးချင်တိုင်းသုံးလို့မရဘူး။နံပုတ်တွေအကုန်လုံးရဲ့ရှေ့မှာသုံးချင်တိုင်းသုံးလို့မရပါဘူး။ဒီမှာစဉ်းစားချက်လေးရှိနေပါတယ်။အဲ့ဒါကတော့ there ကိုသုံးလိုက်ပြီဆိုရင် ူနောက်မှာပါတဲ့နံပုတ်ဟာအတိတ်ပဲတိကျစွာဖွင့်ဆိုထားတဲ့နံပုတ်ဖြစ်ရပါမယ်။ဥပမာ Do you see the hotel where I'm staying? Do you see the hotel where I am staying? ငါတဲခုံနေတဲ့ hotel ကိုမြင်မြင်ရလား။ဒီနေရာမှာ the hotel လို့သုံးလိုက်တာဖြစ်ပါတယ်။အဲ့တော့ hotel အများကြီးရှိတဲ့နေရာမှာကျွန်တော်တဲတဲ့ hotel ကိုအဓိကပြောချင်တာမလို့တဲသုံးရတာဖြစ်ပါတယ်။တခြား hotel တွေနဲ့မဆိုင်ဘူး။ကျွန်တော်တဲခိုးတဲ hotel ကိုပဲအဓိကရည်ညွှန်းတာပါ။ နောက်ထပ်ဥပမာတစ်ခု This is the book that I'm reading ဒီစာအုပ်လေးကကျွန်တော်ဖတ်နေတဲ့စာအုပ်ပါဆိုတော့ကဘာမှာစာအုပ်တွေအများကြီးရှိရတဲ့အမှာတခြားစာအုပ်တွေကိုမညီညွန်းဘူးဒီကျွန်တော်ဖတ်နေတဲ့စာအုပ်လေးကိုပဲကြည်ကြည်ကြကြညီညွန်းတာဖြစ်တဲ့အတွက်ကြောင့်ဒါကိုသုံးလိုက်တာဖြစ်ပါတယ်နောက်ဆုံးဥပမာလေးပြောပါမယ် The food that you eat every day is very important မေးဆွေနေ့စဉ်စားတဲ့အစားအစာကအရင်ရေးကြည့်ပါတယ်ဒီညမှာ the food food ဆိုတဲ့နာမည်ရဲ့ရှေ့မှာဒဲသုံးလိုက်တာပါတကယ်တော့အစားအစာဆိုတာလောကမှာအစားအစာမျိုးစုံရှိတယ်အစားအစာများစွာရှိတယ်အဲ့တော့အကုန်လုံးကိုမဆိုလို့ဘူးမိတ်ဆွေစားတဲ့အစားအစာကိုပဲတိကျစွာရင်းညွှန်းလိုက်တာဖြစ်တဲ့အတွက်ကြောင့်ဒဲသုံးရတာဖြစ်ပါတယ်ဒါကြောင့် detail ဆိုတာလေးကို definite article လို့ခေါ်တာဖြစ်ပါတယ်ကျွန်တော်တို့အများစု article လို့ကြားဘူးထားတဲ့စကားလုံးပေါ့ဗျာ တခြားဒါမဖြစ်မနေသုံးရတဲ့စကားလုံးတွေရှိပါတယ်ဥပမာစัจ java ဟိုလာကြီးတဲမှာတခုတည်းလို့ကျွန်တော်သတ်မှတ်ထားတဲ့ name ကြီးကို the sun ကျွန်တော်တို့လူသားတွေအားလုံးအတွက်တခုတည်းသောရှိနေတဲ့လကို the moon ကျွန်တော် a moon a sun လို့သုံးစရာမလိုပါဘူးကျွန်တော်ကဘာကြီးကိုလည်း the world ကောင်းကင်ကြီးကို the sky ဥပမာ the sun is very big name ကြီးကအရန်ကြီးတယ်ဒါလို့ဆိုရင်တော့ there ဘယ်နေရာမှာဘာကြောင့်သုံးနေဆိုတာကိုသိလောက်ပါပြီ။နောက်ထပ် article အမျိုးအစားကတော့ indefinite article ဖြစ်ပါတယ်။ indefinite article ဆိုတာကတော့ရေပုံရစံတဲ့နံပုတ်တွေကိုအထောက်အကူပြုပေးမဲ့စကားတွေသို့မဟုတ်တိတိကျကျဖွင့်ဆိုမှထားတဲ့နံပုတ်တွေကိုအထောက်အကူပြုပေးမဲ့စကားလုံးတွေဖြစ်ပါတယ်။ a နဲ့ an ဖြစ်ပါတယ်။တာမန်ဘာသာပြန်ရင်တော့ a နဲ့ an ကိုတစ်ခုတစ်ကောင်တစ်ယောက်လို့ဘာသာပြန်ကြပါတယ်။ဥပမာဝကြလေးနဲ့ကြည့်ကြည့်အောင် Do you see a hotel around here? ဒီနောက်တစ်ဝိုက်မှာ hotel တစ်ခုခုများတွေ့မိသလား။ဒါဆိုရင် hotel တစ်လုံးပေါ့။ဘယ် hotel လို့ရည်ညွှန်းတာမဟုတ်ဘူး။နာမည်လည်းမပါသေးဘူး။ဘလောက်ကြီးတယ်၊ဘယ်အရွယ်စား၊ဘယ်နှခမ်းပါတယ်။အဲ့ဒါတွေဘာမှမရည်ညွှန်းသေးဘူး။ဒီနောက်တစ်ဝိုက်မှာ hotel ဆိုတာရှိရင်ပြီးရပဲ။အဲ့ဒီလို hotel မြင်မှုသလားလို့မေးတာ။ဆိုတော့အရန်ရေပုံရဆန်တယ်ပေါ့ဗျာ။သူ့ကိုအတိအကျအတိအပယ်ဖွင့်ဆိုထားတာမရှိသေးဘူးပေါ့။နောက်တစ်ဥပမာတစ်ခု။ You should take a taxi to work. မင်းအလုပ်ကိုတက္ကစီငါတော်တဲ့နေဒီနေရာမှာလဲ a taxi taxi ဆိုရဲနံပါတ်ရဲ့ရှိမှာ a သုံးလိုက်တာ ဖြစ်ပါတယ်အဲ့တော့ဒီ taxi က bar taxi လဲအမဲရောင်လားဝါရောင်လားအကြီးလားတိတိလေးလားအဆင့်မြင့်တဲ့ taxi လားသူပိုင်တဲ့ taxi လားငါပိုင်တဲ့ taxi လားအဲ့လိုအမျိုးအစားတွေတိတိကျကျမပြောရသေးဘူးအငားကားဆိုရင် ပြီးရောရေပုံရဆန်ဆန်ပြောလိုက်တာမလို့ a taxi လို့သုံးလိုက်တာဖြစ်ပါတယ်နောက်တစ်ခုမှာတစ်ခု a teacher was once a student ဆရာဆိုတာကတစ်ချိန်လုံးကတော့ကျောင်းသားတစ်ယောက်ဖြစ်ခဲ့တာပါပဲဒီနေရာမှာ teacher ဆိုတဲ့နံပါတ်ရဲ့ရှိမှာ A လေးသုံးလိုက်တာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီဆရာဆိုတာကဘယ်ဆရာကိုရည်ညွှန်းမှကျွန်တော်တို့မသိရပါဘူး။လောကမှာရှိတဲ့ဆရာတွေအားလုံးကိုရည်ပုံရညွှန်းလိုက်တာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ indefinite article ဖြစ်တဲ့ A ကိုသုံးရတာပါ။နောက်ဆုံးဥပမာလေးပါ။ I saw a man here last night. မင်းညာကဒီနေရာမှာငါလူတစ်ယောက်ကိုတွေ့လိုက်တယ်။အဲ့မှာ man ဆိုတဲ့နံပါတ်ရဲ့ရှိမှာ A သုံးလိုက်တာပါ။လူတစ်ယောက် ဲ့တော့လူတယောက်ဆိုတာလူဆိုတာကတယောက်တစ်ယောက်မတူကြဘူးဒါပေမဲ့အဲ့ဒီလူကိုကျွန်တော်တို့ကအယောင်အသွေးတွေမခွဲသေးဘူးသူ့ရဲ့အသက်အရွယ်တွေမပြောသေးဘူးလူတယောက်လူသားတယောက်အနေနဲ့ပဲကျွန်တော်တို့ရေပုံရဆန်ဆန်ပြောလိုက်တာမလို့အေကိုတုံးရတာဖြစ်ပါတယ်တကယ်၍အဲ့ဒီလူရဲ့ပုံစံတွေအသက်အရွယ်တွေအဲ့ဒီလူကယောက်ျားလေးလားမိန်းကလေးလားအဲ့လိုအတိအကျသူ့အကြောင်းအရာတွေကိုဖွင့်ဆိုပြီးပြောမယ်ဆိုရင်တော့ကျွန်တော်တို့အေမတုံးရပဲနဲ့ရှေ့မှာပြောခဲ့တဲ့ဒေကိုတုံးမှာဖြစ်ပါတယ် ဒီလောက်ဆိုရင် articles တရားဘာတွေလဲဘယ်လိုအလုပ်လုပ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းသိသွားလောက်ပါပြီနောက်ထပ်လေ့လာရမှာတော့ determiners ကျွန်တော် determiner လို့ကြားမှုတဲ့စကားပေါ့ဗျာသူ့ရဲ့အတန်းက determiners သူကလည်းနံပုတ်တွေကိုအထောက်အကူပြုပေးမဲ့စကားတွေလို့တာမန်ဘာသာပြန်လို့ရပါတယ် determiners တဲ့အများစုဟာကျွန်တော် adjective ကဏ္ဍမှာသင်ခဲ့တဲ့အမျိုးအစားတွေနဲ့တော်တော်လေးဆင်နေပါတယ်သုံးပုံသုံးနည်းလဲဆင်နေသူ့ရဲ့နာမည်လေးကြီးလည်းဆင်နေပါတယ် ဒါကြောင့်လည်းကျွန်တော်တို့ eight parts of speech ဝါစင်က၉မျိုးလို့ပြောတဲ့သူတွေက determiners တွေကို adjective ထဲမှာထည့်ပြီးတော့ပြောလိုက်တာမလို့၈မျိုးပဲရှိတယ်လို့ပြောတာပါကျွန်တော်တို့ကတော့တီးတန့်ပြန်ခွဲထုတ်ခြင်းလို့ nine parts of speech ဝါစင်က၉မျိုးလို့ပြောလိုက်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပြောခဲ့သလိုပဲ adjective ကဏ္ဍမှာသုံးခဲ့တာတွေနဲ့ဆင်နေတာမလို့ဒီသင်ခန်းစာကလည်းအရန်လွယ်နေမှာဖြစ်ပါတယ်အခုကတော့ကျွန်တော်အမျိုးအစား၆မျိုးနဲ့ရေပုံရခွဲပေးပါမယ်ပထမဆုံးတစ်ခုကတော့ demonstratives တိချာညွန်ပြတဲ့ determiner state ပေါ့ဗျာတိချာညွန်ပြတဲ့စကားတွေဆိုတော့ဘာလဲဆိုတော့ this that these those ဒါတွေဖြစ်ပါတယ်တကယ်တော့ကျွန်တော်ပြောခဲ့သလိုပဲ adjective scanner မှာလည်းဒါတွေတွေ့ခဲ့ပြီးသားပါဥပမာလေးနဲ့လည်းကျွန်တော်ပြောက်ခဲ့ပြီးသားပါဆိုတော့ adjective scanner video ကိုပြန်ကြည့်ရင်တွေ့ရပါလိမ့်မယ် determiner state ရဲ့နောက်မှာလည်းနာမ်ပုတ်မဖြစ်မနေပါပါတယ်ဆိုတော့လွယ်လွယ်လေးပဲဥပမာပေးလိုက်ပါတော့မယ်ရှင်းမှလည်းသင်ထားပြီးသားမလို့ပါ This video will help you improve your English ဒီဗီဒီယိုကမိတ်ဆွေရဲ့အင်္ဂလိပ်စကားထုတ်တက်ဖို့ကူညီပေးပါလိမ့်မယ်။အဲ့မှာဗီဒီယိုဆိုတဲ့နံပုတ်လေးကိုဒီဗီဒီယိုဆိုပြီးတော့ကျွန်တော်တို့ကတိကျခွဲထုတ်လိုက်တာမလို့ this ကိုသုံးတာဖြစ်ပါတယ်။တခြားဗီဒီယိုတွေနဲ့မဆိုင်တော့ဘူးပေါ့ဗျာ။နောက်ထပ် that ကိုသုံးထားတဲ့ဥမာကြည့်အောင်ပါ။ That car is very expensive. အဲ့ဒီကားကအရန်စေးကြီးတယ်။အဲ့မှာ car ဆိုတဲ့နံပုတ်လေးကိုညွှန်ပြပြီးတော့ဒီ that ဆိုတဲ့ determiner ကိုသုံးလိုက်တာဖြစ်ပါတယ်။နောက်တစ်ခု These people are waiting for the president. ဒီလူတွေကတမတာကြီးကိုစောင့်နေကြတာအဲ့မှာပါတဲ့ people ဆိုတဲ့နာမ်ပုတ်ရဲ့ရှေ့မှာ these အများကြီးမလို့ these ဆိုတဲ့ determiners ကိုသုံးလိုက်တာဖြစ်ပါတယ်ဒီလူတွေလို့ဖြစ်သွားတယ်တခြားလူတွေမပါသေးဘူးဒီလူတွေကိုပြောတာပဲနောက်တစ်ခုပါ those boxes are full of eggs အဲ့ဒီပုံးတွေကကျုပ်တွေနဲ့အပြည့်ပဲဒါဆိုရင် those ကတော့အဝေးမှာရှိနေတဲ့အရာတွေကိုညွှန်ပြတယ်ဆိုတာရှေ့ရကဏ္ဍတွေမှာကျွန်တော်ပြောခဲ့ပြီးသားပါ အဓိကပြောချင်တာနောက်မှာပါနေတဲ့ boxes ပုံးနေဆိုတဲ့နံပုတ်ကို those ဆိုတဲ့ determiner လေးကအထောက်ကူပြုတ်ပေးထားတာပါဒုတိယမြောက် determiners အမျိုးအစားကတော့ possessives ပိုင်းဆိုင်မှုကိုဖော်ပြတဲ့စကားတွေဖြစ်ပါတယ်ဒီအသုံးအနှုန်းတွေကို pronoun ကဏ္ဍမှာလဲကျွန်တော်အနည်းငယ်ထည့်ပြောလိုက်တယ် adjectives ကဏ္ဍမှာလဲပါသွားပါတယ်အားလုံးသိပြီးသားဖြစ်နေလောက်ပါတယ်ငါဤစကားလို့ပြောရင်ငါရဲ့ဒါဆိုရင် mine တင်ဤစကားလို့ပြောရင်တင့်ရဲ့ဆိုရင် your ငါတို့ဤဆိုရင် are သူတို့ဤဆိုရင် their သူဤဆိုရင် his သူမဤဆိုရင် her ၎င်းဤဆိုရင် is ဒါတွေကို possessive လို့သတ်မှတ်တာဖြစ်ပါတယ် possessive determiners ပိုင်ဆိုင်မှုကိုဖော်ပြတဲ့အထောက်အကူပြုတဲ့စကားတွေပေါ့ဒီကဏ္ဍကတော့အရန်လွယ်နေလို့ကျွန်တော်ဥပမာတွေအများကြီးမပြောတော့ပါဘူးနောက်ကစလုံးလေးရထည့်မယ် number လေးရထည့်ပြောလို့ရတယ်ငါစာအုပ်ဆိုရင် my book ငါအိမ်ဆိုရင် my house တင်းရဲ့ TV ဆိုရင် your TV ငါတို့ရဲ့ကားဆိုရင် our car သူတို့ရဲ့အိမ်ဆိုရင် their house သူရဲ့ကောင်မလေးဆိုရင် his girlfriend သူမရဲ့ကောင်လေးဆိုရင် her boyfriend ၎င်းရဲ့ခြေထောက်ဆိုရင် is leg ဒါတရိစံနေတို့အရာဝတ္ထုပစ္စည်းတွေလို့ပြောတဲ့အခါမှာသုံးပါတယ်ဒါဆိုရင် my book ငါစာအုပ်လို့ပြောလိုက်တဲ့အခါမှာသူနံပါတ်အဆင့်ဖြစ်သွားပြီနံပါတ်အဆင့်ဖြစ်သွားရင်ကျွန်တော် noun ကဏ္ဍတော့ပြောခဲ့တယ်လို့နံပါတ်တစ်ခုကဝတ်ကြတယ်မှာ subject လည်းဖြစ်နိုင်တယ် object လည်းဖြစ်သွားနိုင်တယ်ပေါ့ ဆိုလိုချင်တာဝက်ကြတိဆောက်တဲ့အခါမှာဝက်ကြရဲ့ရှေ့ဆုံးမှာလည်းနေလို့ရတယ်လို့ကရိယာရဲ့နောက်မှာလည်းနေလို့ရသွားတယ်။ဥပမာ my book is expensive ငါစာအုပ်ကဈေးကြီးတယ်။အဲ့မှာဆိုရင် my book ဆိုတာလေးက subject ဖြစ်သွားတယ်။နောက်ထပ်အခြေအနေဆိုရင် do you want to borrow my book ငါစာအုပ်ကိုငှားချင်လား။အဲ့ဒီမှာ borrow ဆိုတဲ့ကရိယာရဲ့နောက်မှာ object နေရာမှာပါသွားတာဖြစ်ပါတယ်။ဒါကြောင့်မလို့တခြား your are there တုံးထားတဲ့စကားလေးတွေရာလည်းပဲ subject ဖြစ်သွားနိုင်တယ် object ဖြစ်သွားနိုင်တယ်ကြိုက်တယ်လို့အဆင်ပြေတယ်လို့သုံးလို့ရမှာဖြစ်ပါတယ်ဒါပေမဲ့လွယ်တဲ့ဥပမာလေးအနည်းငယ်ပြောလိုက်ပါဦးမယ် your children are better than me မိရဲ့ကလေးတွေကငါ့ထက်တော်တယ်ဒီမှာဆိုရင် children ဆိုတဲ့နာမ်ပုဒ်ကိုရှေ့မှာမိရဲ့တခြားသူတွေရဲ့ကလေးမဟုတ်တော့မိရဲ့ကလေးတွေဆိုပြီးတော့ပြောလိုက်တာပါဒီညမှာ your ဆိုတာလေးက possessive determiner ပါနောက်တစ်ခု my son speaks english ငါသားကအင်္ဂလိပ်စကားပြောတတ်တယ် အဲ့မှာ sam ဆိုတဲ့နာမ်ပုံလေးကိုဘသူရဲ့သားလဲဆိုပြီးပြောချင်လို့ mine ဆိုတဲ့ determiner ထည့်ပြီးတော့ပုံလိုက်တာပါဒီလောက်ဆိုရင် possessive determiner တွေကဘာတွေလဲဆိုတာသိလောက်ပါပြီဝါကြတိစောက်ပုံတွေလည်းသိလောက်ပါပြီသုံးခုမြောက်အမျိုးအစားကတော့ quantifiers အရေးအတွက်နဲ့ပမာဏကိုဖော်ပြတဲ့စကားတွေဖြစ်ပါတယ်ဒါတွေလည်းပဲ adjective ကဏ္ဍမှာကျွန်တော်တို့ပါခဲ့ပြီးသားတွေပါကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲ determiners တွေရဲ့နောက်မှာလည်းနံပုတ်ပါအောင် adjectives တွေရဲ့နောက်မှာလဲနံပါတ်3ရတာပါ။ဒါဆို quantifiers တွေဘာတွေလဲဆိုချစ်ကြည့်အောင်ပါ။ some အချို့ many အများအပြား little အနည်းငယ် much အများအပြား few အနည်းငယ် all အားလုံး both နှစ်ခုလုံးနှစ်ယောက်လုံး enough လုံလောက်တော့ any ဘာမဆိုတော့မဟုတ်ပါမှဒါလေးတွေရဲ့နောက်မှာနံပါတ်တွေထည့်တော့မှာဖြစ်ပါတယ် ဥမာ some people လူအချို့ some children ကလေးအချို့ some books စာအုပ်အချို့ some countries နိုင်ငံအချို့ many people a few people little water all children all people enough money enough energy ဒီလိုလေးတွေသုံးမှာဖြစ်ပါတယ်ဒါဥမာကျွန်တော်တို့ဝက်ကြတဲ့ကြောင်းနေနဲ့ပြည့်စုံအောင်ဆိုရင်တော့ကိုယ်ပိုင်ဝက်ကြလေးလည်းဖွဲ့လို့ရတယ်ကျွန်တော်ဥမာအနေနဲ့ပြောပြပါမယ် some people need me လူအချို့ကကျွန်တော်ကိုလိုအပ်တယ် I need some people. ကျွန်တော်ကလူအချို့ကိုလိုအပ်တယ်။ We see some children here. ဒီမှာကျွန်တော်တို့ကလေးအချို့ကိုမြင်ရတယ်။ဒီဝါကျရဲမှာပါနေတဲ့ some ဆိုတာလေးက quantifier ဖြစ်ပါတယ်။အရင်အတွက်ကို ဖော်ပြနေတဲ့ determiner အမျိုးအစားဖြစ်ပါတယ်။ဒါဆိုရင် some နေရာမှာ many သုံးပြီးတော့ all သုံးပြီး enough သုံးပြီးတော့လည်းဝါကျလေးတွေအများကြီးဖြစ်လာနိုင်ပါတယ်။အဓိကအဖြစ်ကျွန်တော်တို့သိထားရမှာက some ရဲ့နောက်မှာ noun ပါနေရဆိုရင် အဲ့ဒီ sum ဆိုတာလေးက determiner အမျိုးအစားဖြစ်ပါတယ်သို့မဟုတ် adjective ဖြစ်ပါတယ်ဆိုတာကိုသိထားရင်ရပါပြီ၄ခုမြောက် determiners အမျိုးအစားကတော့ numbers ကဏ္ဍနေဖြစ်ပါတယ်သူ့ကိုကျွန်တော် adjective ကဏ္ဍမှာလဲ numeral adjective ဆိုပြီးတော့ပြောခဲ့ပါတယ်ဘာလဲဆိုတော့1 2 3 4 5။အဲ့ဒီကနေပြီးတော့ရာကဏ္ဍထောင်ကဏ္ဍသိန်းကဏ္ဍတန်းကဏ္ဍကြည့်အောင်နောက်မှာနံပုတ်ထည့်သုံးတဲ့ကဏ္ဍတွေကို numbers သို့မဟုတ် determiners အမျိုးအစားလို့သတ်မှတ်ပါတယ် နောက်ထပ်ကဏ္ဍနဲ့ပတ်သက်ပြီးထပ်ပြောရရင်တော့ first second dot fourth fifth ဒီလိုအဆင့်အတိုင်းကိုဖော်ပြတဲ့ကဏ္ဍလေးတွေကိုလည်းပဲ determiner အဖြစ်ကျွန်တော်သတ်မှတ်လို့ရပါတယ်ဥပမာ one person two people three people ten people one child two children three children ten children one sheep two sheep three sheep ten sheep hundred sheep ဒီလို number လေးတွေရရှိမှာပါနေတဲ့ကဏ္ဍလေးတွေကို determiners လို့သတ်မှတ်တာပါနောက်ထပ် first child, second child, third child, patama kale, dutiya kale, tatiya kale, first job, patama alo, second job, dutiya alo, third job, tatiya alo, tenth job, seku myaw alo. ဒီလိုနေရာမှာပါနေတဲ့ first second third ဒါတွေကလည်း determiner တွေဖြစ်ပါတယ်။ဥပမာ I want two photos ကျွန်တော်ဓာတ်ပုံနှစ်ပုံလိုချင်တယ်။နောက်ထပ်ဥပမာတစ်ခု Two people joined the meeting လူနှစ်ယောက်အစည်းအဝေးတက်ခဲ့တယ်။ Thomas Edison invented the first light bulb in 1879. Thomas Edison ဟာကမ္ဘာပထမအုပ်ဆုံးမီးသီးကို1889ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။အဲဒီမှာပါနေတဲ့ first ဒါလေးကတခြားမင်းသားဖြစ်ပါတယ်။ဒါဆိုရင်အသူ့ရှေ့မှာပါနေတဲ့ the ကိုဘာလဲ။ the က article ပေါ့ဗျာ။ကျွန်တော်ဒီ video ရဲ့ပထမဆုံးမှာပြောခဲ့တယ်လို့ပေါ့။ဒါဆိုရင် အရင်အတွက်ကိုဖော်ပြတဲ့ကဏ္ဍတွေကိုလည်းပဲ determiners လို့သတ်မှတ်တယ်ဆိုတာဒီလောက်ပြီပေါ့ဗျာဥပမာဝက်ကြရတော့ကျွန်တော်အများကြီးထက်ပြီးမပြောတော့ပါဘူးငါးခုမြောက်အနေနဲ့လေ့လာရမယ့် determiners အမျိုးအစားကတော့ distributives ခွဲခြားစိတ်ဖြာပြမယ့်အစကားတွေဖြစ်ပါတယ်ဘာလို့လဲဆိုတော့ each every either neither ဒါလေးတွေဖြစ်ပါတယ်ထုံးစံတိုင်းပဲနောက်မှနံပုတ်ပေါင်းမှရမှာပါ each ရဲ့အဓိပ္ပာယ်တစ်ခုချင်းစီတစ်ယောက်ချင်းစီ every က time လူတိုင်းအရာတိုင်းလို့ပြောတဲ့အခါမှာသုံးမယ် either ကတော့ နှစ်ခုတည်းကတစ်ခုဒီတစ်ခုဖြစ်ရင်ဖြစ်မဖြစ်ရင်နောက်တစ်ခုဒီတစ်ယောက်ဖြစ်ရင်ဖြစ်မဟုတ်ရင်နောက်တစ်ယောက်ဤသားကတော့နှစ်ခုလုံးမဟုတ်နှစ်ယောက်လုံးမဟုတ်ဖြစ်ပါတယ်ဥပမာလေးကြည့်ကြအောင် each student brings a flower ကျောင်းသားတစ်ယောက်ချင်းစီတိုင်းကဘန်တပွင့်ယူလာပေးတယ်ဒီမှာ each student ဆိုတဲ့နေရာမှာပါနေတဲ့ each လေးက determiner ဖြစ်ပါတယ်ဘာ determiner လဲဆိုတော့ distributive determiner ဖြစ်ပါတယ်ဆိုတော့တယောက်ချင်းစီဆိုပြီးတော့ခွဲခြားစိတ်ဖြာထားတဲ့ determine our meals ပါနောက်ထပ်ဥပမာတစ်ခု I give each child a toy ကျွန်တော်ကလေးတယောက်ချင်းစီတိုင်းကိုအယုတ်တစ်ခုပေးခဲ့ပါတယ်အဲ့မှာ each child child ဆိုတဲ့ number လေးကိုအထူးပြုပေးထားတဲ့ each ဒါလေးကကျွန်တော် determine ဖြစ်ပါတယ် every ကိုဥပမာနဲ့ကြည့်ကြည့်အောင် every day is beautiful နေ့ရက်တိုင်းကတော့လှပနေတာပဲအဲ့မှာ day ဆိုတဲ့ number လေးကို every ကအထူးပြုပေးတာဖြစ်ပါတယ်အဲ့ဒါကို determine လို့သတ်မှတ်ပါတယ်နောက်တစ်ခု Every mother loves their children. သို့မဟုတ် Every mother loves her children. မိခင်တိုင်းကတော့သူတို့ရဲ့ကလေးတွေကိုချစ်ကြပါတယ်။ဒီညမှာ mother ဆိုတဲ့ number လေးကို every ဆိုတဲ့ determiner ကအထူးပြုပေးထားဖြစ်ပါတယ်။ဒီအသုံးအနှုန်းလေးတွေကတော့ခက်ခဲတယ်လို့ကျွန်တော်ဥပမာလေးတွေအပြည့်စုံပေးပါမယ်။ Either နဲ့ဥပမာလေးကြည့်ကြအောင်။ Either dress will look good on you. ဘယ်ဝတ်ဆောင်ဝတ်မင်းဝင်လှနေမှာပါ။ ဆိုလိုချင်တာကကျွန်တော်တို့ဝတ်စုံနှစ်ခုရွေးချယ်ရရှိတယ်။အဲထဲမှာမှအဖြူရောင်ပဲဝတ်ဝတ်အနီရောင်ပဲဝတ်ဝတ်ဒါဝတ်ဝတ်ဟိုဟာဝတ်ဝတ်ဘယ်ဟာပဲဝတ်ဝတ်မင်းဝင်ရင်တော့လှနေမှာပါ။နှစ်ခုလုံးဝတ်ရမယ်လို့ဆိုလိုတာမဟုတ်ဘူး။နှစ်ခုတည်းကတစ်ခုကိုပြောတာပါ။နောက်ထပ်ဥပမာတစ်ခု Either side of the river is safe. မြည့်ရဲ့ဘယ်ဘက်ကမ်းပဲဖြစ်ဖြစ် လုံခြုံပါတယ်။ဆိုလိုချင်တာကဒီဘက်ကမ်းမှလည်းလုံခြုံတယ်။ဟိုဘက်ကမ်းဆိုရင်လည်းလုံခြုံပါတယ်။နောက်ထပ်နီးသားနဲ့ဥပမာကြည့်ကြအောင်ပါ။ Neither answer is correct. အဖြစ်နှစ်ခုလုံးကမှားပါတယ်ဘယ်အဖြစ်ကမှအမှန်ပါဘူးဆိုတော့ကျွန်တော်ကအဖြစ်နှစ်ခုရှိမယ်ပထမအဖြစ်ကလည်းမှားတယ်ဒုတိယအဖြစ်ကလည်းမှားတယ်ဆိုတော့နှစ်ခုလုံးမှားတယ်ပေါ့ဗျာဘယ်အဖြစ်ကမှအမှန်ပါဘူးလို့ဆိုတာပါဒါလို့ဆိုရင် distributive determiners တွေကိုနားလည်လောက်ပြီးတော့မျှော်လင့်ပါတယ်နောက်ဆုံးမျှဝေပေးခြင်းတဲ့ determiners ကတော့ interrogative determiners ဖြစ်ပါတယ် interrogative determiners တွေကမေးခွန်းတွေမှာသုံးတဲ့စကားလုံးတွေဖြစ်ပါတယ် ကျွန်တော်ရိုးရှင်းအောင်ပြန်ပြောရရင် WH question တွေမှာသုံးတဲ့စကားလေးတွေပါ အကုန်လုံးတော့မဟုတ်ပါဘူးကျွန်တော်သုံးခုပဲရှိပါမယ် what which whose ဒါလေးတွေရဲ့နောက်မှာကျွန်တော်တို့က number လေးထည့်သုံးမှာဖြစ်ပါတယ်ဥပမာ what coffee do you like ဘယ် coffee ကိုမင်းကြိုက်လဲအဲ့တော့ what bar အဲ့နောက်မှာမှာ coffee ဆိုတဲ့နံပုတ်ကို bar coffee အမျိုးအစားဆိုပြီးပြောချင်လို့ what coffee ဒီလိုသုံးလိုက်တဲ့အခါမှာ what ဆိုတာလေးက ်ဒီတာမင်နာအဖြစ်သတ်မှတ်လို့ရသွားပြန်ပါတယ်နောက်ထပ်ဥပမာတစ်ခု what size are your shoes မင်းဖက်နှက်တွေရဲ့ size ကဘယ်လောက်လဲဒီညမှာလဲ size ဆိုတဲ့နံပုတ်ကိုရှေ့မှာ what ဆိုတဲ့ determiner ကအထောက်အကူပြုတာဖြစ်ပါတယ်တကယ်တော့မေးခွန်းစလုံးမှာဒါပေမဲ့အမျိုးအစားအရာကြည့်လိုက်တော့သူဟာ determiner ဖြစ်နေတာတွေ့ရပါတယ်ဒါကိုလဲကျွန်တော်တို့ adjective scanner မှာတွေ့ခဲ့ဘူးပါတယ် interrogative adjective ဆိုပြီးတော့လဲကျွန်တော်ဥမာလေးနဲ့ညွှန်ပြခဲ့ပါတယ် which နဲ့ဥပမာကြည့်ကြအောင်ပါ which book do you want this book or that book ဘယ်စာအုပ်ကိုမင်းလိုချင်လဲဒီစာအုပ်လားဟိုစာအုပ်လားဒါဆိုရွေးချယ်စရာတွေပြောတဲ့အခါမှာ which ကိုသုံးမယ်အဓိကအားဖြင့်ကတော့ which နောက်မှာ number သုံးလိုက်တဲ့အခါအဲ့ဒီ which က determiner ဖြစ်သွားတယ်ဆိုတာသိထားသင့်ပါတယ် whose နဲ့ဥပမာတစ်ခုပြောကြည့်ပါမယ် whose car are you driving မင်းဘယ်သူ့ရဲ့ကားကိုမောင်းနေတာလဲအဲ့မှာ car ဆိုတဲ့နံပါတ်ကိုရှေ့မှာ who ဆိုတဲ့ တခြားမင်းသားကအထောက်ကိုပြုပေးထားတာပါ မေခွန်းဆိုပေမဲ့လည်းအမျိုးအစားပြန်ခွဲလိုက်တော့ကားကနံပုတ်ဖြစ်နေပြီးတော့ who's ကဒီတာမီနာဖြစ်နေတာပါဒီလောက်ဆိုရင် interrogative determiner တွေကဘာတွေလဲဆိုတာလည်းသိလောက်ပါပြီဆိုတော့အပေါ်မှာတွေ့ခဲ့တယ်လို့ပဲကျွန်တော်ကဏ္ဍတွေကိုပြောတဲ့အခါတွေမှာပြီးရင်အရေးအတွက်ကိုပြောတဲ့အခါတွေမှာလည်း determiners တွေသုံးကြပါတယ်ဒါပေမဲ့ adjectives နဲ့ determiner နဲ့ဘာကွာသွားလဲဆိုတော့ adjectives မှာက comparative adjective superlative adjective ဆိုပြီးရှိပါတယ်။ဒါပေမဲ့ determiners တွေမှာအဲ့လိုမရှိပါဘူး။ဒါလို့ဆိုရင်အင်္ဂလိပ်စကားအင်္ဂလိပ်စာပေမှာအရန်အရေးကြီးတဲ့ဝတ်ကြတဲ့ကြောင်ရေးတိုင်းရေးတိုင်းမှာ အရေးကြီးဆုံးဖြစ်တဲ့အမျိုးအစားတွေကိုသိနိုင်မဲ့ nine parts of speech ဝါဆင်ကကိုမျိုးဆိုတာဘာတွေလဲဆိုတာကိုရှင်းရှင်းလင်းလင်းသိတော်တော့ပြီးတော့မျှော်လင့်ပါတယ်။ဒီသင်ခန်းစာကလည်းရှေ့ရသင်ခန်းစာတွေလိုပဲအရန်ရှည်နေမှာဖြစ်ပါတယ်။အဆုံးထိကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်။ဒီသင်ခန်းစာတွေနဲ့ပတ်သက်ပြီးတော့ နားမလည်တာရှိရင်သို့မဟုတ်တန်တရားဝန်နေရာရှိလို့သိကျင်တာလေးများရှိရင်ခွန်မမမေးခဲ့လို့ရပါတယ်တယောက်ချင်းစီကိုတည်တံ့ဖြည့်ပေးလို့ရရင် ဖြည့်ပေးမယ်အများစုတည်တဲ့အရာဆိုရင်ဗီဒီယိုလုပ်ပြီးတော့ဖြည့်ပေးပါမယ်နောက်ရက်တွေမှာလည်းအခုလိုအကျိုးရှိတဲ့အင်္ဂလိပ်စကားပြောသင်ခန်းစာတွေကိုကျွန်တော်ရဲ့ Facebook page မှာ YouTube channel မှာပုံမှန်မျှဝေပေးနေမှာဖြစ်တဲ့အတွက်ကြောင့် Facebook page ကို follow မလုပ်ရသေးဘူးဆိုရင် like ခံ follow လုပ်ထားပေးဖို့နဲ့ YouTube channel မှာ subscribe လုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ထားပေးဖို့အကြံပြုလိုပါတယ် ဒါဆိုနောက်ရက်ဒီမှာနောက်ထပ်သင်ခန်းစာရင်းနဲ့ထပ်တွေ့ကြတော့ပေါ့ Thank you for watching